တိုင်းငံမတိုင်းကျူးလွန်သူတွေကိုတည်ရန်ပေးနိုင်တဲ့ဥပဒေသစ်အကြမီထွက်ပေါ်လာနိုင်အောင်ရေးဆွဲနေတယ်လို့လူမှုဝန်ထမ်းကဲစိနဲ့ပြည်လဲနေရချထားရေးဝန်ကြီးဌာနကပြောပါရတယ်။ဒီသတင်းကိုအောင်ကိုကိုလက်ကပေးပို့ထားပါရရှင်။ 2016ခုနှစ်တွင်တန်ငယ်မရေမှုကကျွတ်လွန်မှုတွေမြန်မာလာပြီးတော့တိကျတဲ့ပြစ်မှုနဲ့ပြစ်ဒဏ်မချမှတ်နိုင်တာတွေကြောင့်အခုလိုလှုပ်ဆောင်ရခြင်းဖြစ်ကြောင်းလူမှုဝင်နဲ့ကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချက်ထားရေးဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီးကအမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာဖြစ်ကြခဲ့တာပါကလေးသူငယ်ဥပဒေမှာမူလရှိတဲ့1993ကလေးသူငယ်ဥပဒေမှာပြစ်မှုပြစ်ဒဏ်နဲ့ပတ်သက်ပြီးတော့တငယ်မရေအနေနဲ့ဘလို့ပြစ်မှုပြစ်ဒဏ်ဆိုတာဖော်ပြထားခြင်းမရှိဘူး။အဲဒီအတွက်ကြောင့်ကျွန်တော်တို့ကအခု 1993ခလေးသူငယ်ဦးလေးကိုအစ်စ်ပြန်ရေးဆွဲနေတယ်ရေးဆွဲတာပြီးသွားပြီအဲ့ဒီအဲမှာကျွန်တော်တို့တန်ငယ်မင်းနဲ့ပတ်သက်ပြီးတော့ထည့်ထားတယ်တန်ငယ်မင်းမှုကျူးလွန်ရင်ကျွန်တော်ကလည်းဖြေခဲ့တယ်အနည်းဆုံးထောင်နဲ့ဆန်းချက်ကနေပြီးတော့ဟိုတက်တက် ထောင်နိုင်အထိချမှတ်နိုင်လေဆိုတာကျွန်တော်ထည့်ထားတယ်။နိုဝင်ဘာ28ရက်နေ့ကအမျိုးသားလွှတ်တော်အစည်းအဝေးမှာလမ်းပေးလေလွင်ကလေးငယ်တွေအတွက်ဘဝလုံခြုံရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်ပညာသင်ကြားရေးအလို့အကန့်အခွင့်အလမ်းရရှိရေးနဲ့မှတ်ပုံတင်ရရှိရေးဆောင်ရွက်မှုရှိမရှိကချင်ပြည်နယ်အတွင်းမှာရှိတဲ့အစိုးရအုပ်ချုပ်မှုနယ်မြေအတွင်းစစ်ချောင်းစခန်းတွေမှာစာနယ်ရိတ်ခါအလို့အကန့်နေစရာတွေကိုဖော်ဆောင်ပေးရန်ရှိမရှိမေးခွန်းတွေကိုမေးမြန်းခဲ့ကြပါတယ်။ စကိုင်းတိုင်းဒေသကြီးတမူးမြို့နယ်တွင်ကမြန်မာအိန္ဒိယနယ်စပ်ကိုအပြည်ပြည်ဆိုင်ရာဝင်ပေါက်ထွက်ပေါက်အဖြစ်သတ်မှတ်ပြီးတော့ကမ္ဘာလက်ခီးတွေတွင်ဝင်ထွက်ခွင့်ပြုဖို့အစီအစဉ်ရှိမရှိမေးခွန်းကိုတက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးကအခုလိုပြန်လည်ဖြေဆိုခဲ့ပါတယ်။အဲလိုပြောချင်တာကတော့မြန်မာနိုင်ငံကပဲလေဒါအိန္ဒိယနိုင်ငံနဲ့အစဉ်ဆက်နော်ချစ်ချင်ရင်းနှီးနဲ့နော်ဟိုအိန္ဒိယနိုင်ငံမှာဖြစ်တဲ့အတွက်ဒါလုပ်ချင်တဲ့အပေါ်ရှိတယ်ဒါလို့လက်မှတ်ရေးဆွဲတဲ့သဘောရှိတယ်အများဆုံးဆောင်ရွက်နေတယ်အိန္ဒိယနိုင်ငံဘက်ကလည်းအလားတူဆောင်ရွက်နေတာရှိတဲ့အတွက်ဒါအများဆုံးအကောင်အထည်သွားမှာပါ။ကောင်အထည်သွားပြီးတော့ခုနကလိုပဲတခြားသောနော် နေဆက်တင်မှာရှိတဲ့ဝန်ပေါင်များလို့ပဲเนาะဒါခွင့်ရည်တွေပဲရလာဖြစ်တယ်အဲ့လိုရလာမယ်ဆိုရင်အခုအခုဝန်ပေါင်ဖြစ်လာမယ်ဆိုရင်ခုနပြပြတဲ့ဘာသာရေးကိစ္စတွေဒီမြေကတိစီဝိုင်းကိစ္စတွေပုံစံမှုကိစ္စတွေတူရီဇင်ကိစ္စတွေအားလုံးကဘယ်လိုတိုးတက်လာမှာဖြစ်ပါလဲ ဒါအပြင်မွန်ပြည်နယ်မုဒုံမြို့နယ်တွေကတောင်ပတ်ကျေးရွာအမကတ်1တောင်ဝင်းဘေးမှာရှိတဲ့မြေဧရိယာ3.33ဧကအပေါ်မှာအစာဦးသစ်စောက်လို့ရရှိမရှိအစီအစဉ်မေကွန်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲမေကွန်ပုံစံပြောင်းလဲရန်အစီအစဉ်ရှိမရှိပြည်ပကိုတရားဝင်တွားရောက်လုပ်ကင်မှုအတွက်စံကြမှုတွေဖြည့်ဖြည့်ပေးရန်အစီအစဉ်ရှိမရှိမေကွန်တွေကိုတက်ဆိုင်ရာဝန်ကြီးဌာနတွေကိုမေးမြန်းခဲ့ကြပါတယ်ကျွန်တော်အောင်ကိုကိုလည်းနေပြည်တော်နဲ့တင်ပြပို့ထားတာပါ